တော့နော်ကျမတို့ဒီနေ့မြေတာပွားမှာ ဖြစ်ပါတယ်မြေတာပွားနိုင်ဖို့အတွက်အထူးကအကြဆုံးကတော့ကျမတို့ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ကုအပါဝင်ပတ်ဝန်းကျင်ကလူတွေတတဝါတွေတဘာဝတရားတွေญาติဥဒုတွေအခြေအနေတွေဒီအရာတွေအားလုံးအပေါ်မှာအကောင်းမြင်စေကလေးအခြေခံအနေနဲ့မွေးကြရပါတယ်ဒီအတွက်ကတော့ဒေဝန်ကကျမအနေနဲ့ခြေစူတရားပွားများပြီးတော့ကျမတို့လွတ်မချနိုင်တဲ့သူတွေ မတည်နှက်တဲ့အရာတွေဝမ်းနေပြီးတော့လုပ်ရလေခြင်းဆိုဘရောခန်းစားချက်တွေအညိုးတွေအာဃာတတွေစသဖြင့်ပေါ့နော် negative feelings တွေအားလုံးကိုကျမတို့ဟာကျေးဇူးတရားပွားများရင်းနဲ့ဖြိုချပေးဖြစ်ပါတယ်ဒီနေ့မှာတော့ကျမတို့အပါဝင်ပဝင်းကျင်မာရှိနေတဲ့အချိန်ဤရရပုံမှာမြေတာပွားပါမယ်အဲ့ဒီတည်းပထမဦးဆုံးထိုင်တဲ့ပုံစံလေးပြင်ဆင်ပါမယ်ရှင် အရင်ဆုံးကျမတို့ရဲ့ခြေနှစ်ဖက်ဘယ်ညာခြေနှစ်ဖက်ကိုထပ်ရဲ့အနေထားမဟုတ်ပဲတစ်ခုနဲ့တစ်ခုမဖြီးဘဲနဲ့တင်မလွင်ငွေအနေထားလေးပြောင်းထိုင်လိုက်ပါမယ်။ဘယ်ဘက်ခြေတော့ညာဘက်ခြေတော့လွတ်လပ်စွာထားမယ်။ခါလေးကိုအရင်ကြီးမလွန်တဲ့အနေထားလည်းမဟုတ်၊ကိုင်းနေတဲ့အနေထား၊ကုန်းနေတဲ့အနေထားလည်းမဟုတ်ဘဲနဲ့တင့်တော်တဲ့အနေထားလေးခန္ဓာကိုယ်ကိုပြင်ဆင်ပါမယ်။ ဘဘက်လက်ကလေးကိုဘဘက်ဒူးကောင်းပေါ်မှာပက်လက်ကလေးတင်မဲ့ဆိုရင်တင်နိုင်တယ်။ညာဘက်လက်ကလေးကိုညာဘက်ဒူးကောင်းပေါ်မှာပက်လက်အနေထားလေးတင်မဲ့ဆိုရင်တင်နိုင်တယ်။ဒါမှမဟုတ်ဘူးဆိုရင်ကျမတို့ရဲ့ခန္ဓာကိုအရှိနားလေးမှာပဲဘဘက်လက်ပေါ်မှာညာဘက်လက်ကလေးတင်ပြီးဘယ်ညာလက်မလေးနှစ်ခုကိုထိတယ်ဆိုရင်ထိတဲ့အနေထားလေးပြင်ဆင်နိုင်ပါတယ်။ အခုစပြီးတော့ကျမတို့ရဲ့မြေတားဖို့မယ်အနေထားလေးကိုပြင်ဆင်ကြရအောင်ဒီလိုပြင်ဆင်နေတော့မှမြေတားဖို့မယ်ပုံစံလေး၃မျိုးလေးကိုကျမပြောပြပါမယ်မြေတားပွားပုံမြေတားဖို့ပုံက၄မျိုးစုံရှိပါတယ်ဒီနေ့မှကျမတို့မြေတားပွားမှာဖြစ်ပါတယ်မြေတားပွားဖို့အတွက်အချက်၃ချက်ပြည့်စုံဖို့လိုပါတယ်နံပါတ်၁ကမိမိမှာမြေတားတွေရှိဖို့လိုတယ်ပြီးရင်တော့မိမိကိုမိမိ မေတ္တာပွားဖို့လိုပါတယ်။ဒီအချက်နှစ်ချက်ပြည့်စုံပြီးမှ အခြားသူတွေကိုဖြန့်ကျက်ပြီးမေတ္တာပို့မှဖြစ်ပါတယ်။နံပါတ်၁အနေနဲ့မေတ္တာခံယူပုံလေးကိုအရင်ဆုံးပြောပြပါမယ်။ကျမတို့ visualization အာတန်တဲ့သူမျက်လုံးထဲမှာပုံဖော်မှုအာတန်တဲ့သူတွေကပုံဖော်ပြီးတော့မေတ္တာရဲ့တည်ကျမတို့ခန္ဓာကိုယ်လေးကိုဖြန့်ကျက်ရောက်ရှိနေတဲ့ပုံစံမျိုးပုံဖော်ပါမယ်။ ို့ဟာ visualization ဆိုရယ်ပုံဖော်နိုင်စွမ်းအားနည်းတယ်ဆိုရင်လေခံစားချက်ကလေးနဲ့ခံစားပြီးတော့မြင်တာခံယူပါမယ်။ကျမတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးစီကိုမိုးစက်ကြဝလာ အထက်အမြင့်စီကနေ ကောင်းမွန်လာတဲ့မြင်တာဓာတ်တွေတရှိန်ချင်းစီးဝင်နေတယ်လို့ခံစားလို့ကြပါလိမ့်။ visualization ကောင်းတဲ့သူအတွက်ကတော့ပိုးအမြင့်စီကနေဖြူဖွေးတောက်ပလင်းချိန်နေတဲ့ မြစ်တာတဲ့အလင်းရောင်ကြီးဟာကျမတို့ရဲ့ဥကောင်းငယ်လေးကနေစပြီးတော့ခြိပြအထိခန္ဓာကိုယ်စီစီကိုဇက်တိုက်ဝင်ရောက်လာနေတယ်လို့အာယုံထဲမှာခံစားရမှာဖြစ်ပါတယ်။ဒီလိုနှစ်နည်းနဲ့ကျမတို့မြစ်တာဝါးမှာဖြစ်ပါတယ်။မြစ်တာခံယူမှာဖြစ်ပါတယ်။ဒါကပထမအဆင့်ဖြစ်ပါတယ်။အဲ့ဒီပထမအဆင့်လေးကို အရင်ဆုံးစလိုက်ကြပါမယ်။ ခုအချိန်မှဆိုရင်ကျမတို့အားလုံးထိုင်တဲ့အနေထားလေးအစဉ်သင်းဖြစ်ပြီလို့ယုံကြည်ပါတယ်။ဒဘက်ခြေရပေါ်မှာညာဘက်ခြေတော်မထပ်ဖင်းနဲ့တင်မလင်ငွေလေးထိုင်ထားတယ်။ခါလေးကို အလိုက်တဲ့အနေထားလေးနဲ့မှတ်ထားတယ်။အရင်ကြီးအဲ90ဒီဂရီဒီထောင်မှတ်နေတဲ့အနေထားလည်းမဟုတ်ဘူးရှေ့ကိုကိုင်းတာနောက်ကိုလန်းနေတာလည်းမဟုတ်ဘူးအနေတော်အနေထားလေးဖြစ်အောင်အရင်ဆုံးပြင်ဆင်ပါမယ်။ဘညာလက်ကလေးနှစ်ဖက်ကို ရှေ့မှာထပ်ရထားမယ်ဆိုထားပါ ဒါမှမဟုတ်ဘယ်ညာလူကောင်းလေးပေါ်မှာတစ်ဖက်တစ်ချက်စီ အလိုက်တင်တင်မယ်ဆိုရင်တင်ထားနိုင်ပါတယ်။ပြီးရင်အားရပါရအသက်ကလေးရှူသွင်းကြမယ်။ပြီးရင်တော့အားရပါရပြန်ပြီးရှူထုတ်ပါမယ်။အဲ့လိုရှူသွင်းရှူထုတ်တာကိုစုစုပေါင်း3ချိန်လောက်လုပ်လိုက်ပါမယ်။အားရပါရရှူသွင်းမယ်။အားရပါရရှူထုတ်ပါမယ်။ ဟုတ်ပြီနောက်ဆုံးတစ်ချိန်အားရပါရရှုသွင်းပါမယ်ဒီတော့အားရပါရရှုထုတ်လိုက်မယ်ဟုတ်ပြီဒီနေသားလေးဟာခါကမမက်လို့မကုန်းလို့နဲ့အနေသားလေးဖြစ်သွားပြီတင်တော်တဲ့ position လေးရောက်သွားပါပြီဒီချိန်မှာပဲခေါင်းကပြောတဲ့အတိုင်း စကြဝဠာစီကနေအလင်းနှန်းနေခန္ဓာကိုယ်ရဲ့ကိုမြစ်တာတက်တည်စက်တိုက်ဝင်နေတယ်လို့အာယုံပြုမယ်ကျမကမြစ်တာတက်ကလေးခံယူပါမယ်စကြဝဠာအနန္တမှာပြန်နေရောက်ရှိနေတော့မြတ်စွာဘုရားရှင်အစူစူတို့ရဲ့မြစ်တာကိုခံယူပါတယ်ဘိုးအထက်စီကရှင်ဝေးတောက်ပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးစူးစူးရဲ့ မေတ္တာတော်တွေကကျွန်တော်တို့ရဲ့ဥပေါင်းငယ်လေးစီလာနေခန္ဓာကိုယ်လေးကိုအစင်းစင်းအစင်းစင်းဝင်ရောက်လာနေတယ်။ဟုတ်တယ်။အယိုးတွေအသွေးတွေအသားတွေအာယုံကြောတွေအသေးဆုံးဖြစ်တဲ့ဆဲလေးတွေဆဲတွေက electron neutron proton နဲ့အတူ အင်းမြတ်စင်လာတဲ့မေတ္တာဓာတ်တွေမြတ်စွာဘုရားရှင်အစူစူရဲ့မေတ္တာဓာတ်တွေဝင်ရောက်လာနေတယ်။ဒီမှာတို့ကပြည့်ပြည့်ဝဝချီချီနက်နက်ကြီးလက်ခံရရှိနေတယ်။ Visualization အာတန်သူကအဖြူရောင်အလင်းနဲ့ဤခန္ဓာကိုယ်ရဲ့ကိုရောက်ရှိလာတာကိုပုံဖော်နိုင်ပါတယ်။ခံစားချက်အာတန်တဲ့သူကတော့အနာကိုယ်ရဲ့ကိုဝိညာဉ်ပေါက်တွေကနေတဆင့် အင်းမြကြီးလည်းလမ်းဆန်းနေတယ်။မြစ်တာတက်တီရောက်ရှိနေတယ်လို့ပုံဖော်ပေးပါ။ဟုတ်ပြီ။စัจ java လာအနန္တမှာပြည့်နေရောက်ရှိနေတော့ပစ္စေကဗုဒ္ဓဆူဆူတို့ရဲ့မြစ်တာကိုခံယူပါတယ်။အဖြူရောက်အလင်းရင်နဲ့အင်းမြကြီးလည်းလာတယ်။ဤစေကဗုဒ္ဓအဆူဆူလူရဲ့မြစ်တာကကျွန်တော်ရဲ့ဥကောင်းနယ်ရိကနေစပြီ ခန္ဓာကိုယ်ရဲ့ကိုစေတတစေစေတစေစေမြာညာရှိနေတယ်ကျွန်တော်တို့ကလက်ခံနေပါတယ်။အဲကြောင့်အေဂျင့်ကြီးလင်းနေတယ်။စေတောလာအနန္နာမှာပြည့်နေရောက်ရှိနေသောယဟနာအရိယာတာဝကစုစုတို့ရဲ့မြစ်တာကိုခံယူပါတယ်။ငယ်လေးကနေစပြီးခြေပြားတစ်စုံ မေတ္တာဓာတ်တွေဟာကျမတို့ရဲ့ခန္ဓာကိုအသေးဆုံးဖြစ်တဲ့ cells လေးတွေ cells တွေက electron neutron proton အထိအစင်းစင်းဝင်ရောက်ရရှိနေတယ်အေးမြနေတယ်ကြည်လင်နေတယ်လန်ဆန်းနေချမ်းမြေနေပါလိမ့်ဆက်ကြဝလာအနန္တမှာပြည့်နေရောက်ရှိနေသောအမိဖအစူစူတို့ရဲ့မေတ္တာကိုခံယူပါလိမ့် ။အဲဒီကနေစပြီးခြေပြားအဆုံးတဏှာဆက်ဆက်ကကျမတို့အပေါ်ကောင်းမွန်တဲ့မေတ္တာဓာတ်တွေပြီးဆွံ့နေတယ်မိခင်ဖခင်ဆူဆူတို့ရဲ့မေတ္တာတွေကခန္ဓာကိုယ်ရဲ့ဟူစဉ်ကြစီးဝင်နေပါတယ်ကျမတို့ကအေးမြခြင်းလင်နန်းဆန်းစွာလက်ခံရရှိနေပြီခကြဝလာနန္ဒမှာပြည့်နှံ့ရောက်ရှိနေသောဆရာသခင် အပေါင်းတို့ရဲ့မေတ္တာကို ခံယူပါတယ်။ကျမတို့ရဲ့ခန္ဓာကိုယ်စီကိုကြားဆရာမြင်ဆရာသင်ဆရာအားလုံးရဲ့ကောင်းစေခြင်းတော်စေတက်စေခြင်းနဲ့မေတ္တာတော်အနုဘော်တွေဟာငယ်ရိကနေတဆင်ခန္ဓာကိုယ်ရဲ့ကိုယ်စက်တိုက်စက်တိုင်းအင်းမြတ်ကြီးလည်းလက်ဆန်းစွာစည်းဝင်နေတယ်။ကျမတို့ကလည်းခြေနှက်စွာမျက်ခံနေပါတယ်။စေတ္တဝလာနန္နမှာပြည့်နှံ့ရောက်ရှိနေသော သူတော်ကောင်းသူမြတ်အပေါင်းတို့ရဲ့မေတ္တာကိုခံယူပါလေ။ဟိုးအမြင့်စီကလည်းဖြူပေးတောက်ပဝင်းထိန်လာတဲ့မေတ္တာဓာတ်တော်ကြီးဟာသမတို့ရဲ့ငယ်ရိတ်ကနေစပြီးခန္ဓာကိုယ်ရဲ့အထည်ဇက်အေဂျင့်စွာစီးဝင်ရောက်ရှိနေလေ။ဒီမေတ္တာတွေဟာသမတို့ရဲ့ခန္ဓာကိုယ်ရဲ့အယူအကျော်အာယုံကျော်ကျက်တာသွေးတာ ဲ့ဒီဟာလေးတွေဖွဲ့စည်းတည်ဆောက်ထားတဲ့ sense တွေ sense တွေက electron neutron proton နေတဲ့အထိမြစ်တာဓာတ်ရဲ့အေးမြမှုတွေကိုရရှိခံစားနေတယ်ခန္ဓာကိုယ်တစ်ခုလုံးအေးချမ်းနေတယ်ကြီးလင်းနေတယ်ကြောက်ပါနေတယ်ဟုတ်ပြီတခုဆိုရင်ကျမတို့ရဲ့ခန္ဓာကိုယ်စီကိုကျမတို့ရဲ့နှလုံးသားလေးကိုကျမတို့ရဲ့စိတ်ဝိညာဉ်လေးတွေကိုစัจ java လာအနန္တမှာရှိနေတယ်။ကောင်းမွန်တဲ့ အစ်စ်မြင့်တဲ့ပုဂ္ဂိုလ်အသီးသီးရဲ့မြစ်တာတော်ကို ကျမတို့လက်ခံလိုက်ပြီးခန္ဓာကိုယ်တစ်ခုလုံးအီဂျန်ပြီးတည်လင်းသွားတာကိုခံစားကြည့်ပါ။ဟုတ်ပြီ။အီဂျန်နေတယ်၊ချမ်းမြေနေတယ်၊တည်လင်းနေတယ်၊စိတ်ဘဲမှာတကယ်ကိုလန်းဆန်းလာတယ်။ဟုတ်တယ်။ကျမတို့ခန္ဓာကိုယ်ကမြစ်တာတက်တဲ့အခုဆိုရင်ပြင်အောင်နေပြီ။အီဂျန်တည်လင်းနေပြီ။ ဒီချိန်မှာပဲနံပါတ်1အဆင့်ဖြစ်တဲ့မိမိကိုမိမိမြစ်တာပွားမှာဖြစ်ပါတယ်ဒီလိုမြစ်တာပွားတဲ့အခါ specialization အာတန်တဲ့မိတ်ဆွေတွေအနေနဲ့မျက်လုံးထဲမှာကိုကိုကိုပြန်ပြီးပုံဖော်ကြည့်ပါမျက်နှာလေးကို ပုံဖော်မယ်ဆိုရင်ကိုယ့်ရဲ့မျက်နှာလေးကမျက်လုံးလေးတွေကအစာတောက်ပကြည့်လင်းနေတယ်နှာခမ်းလေးတွေကတကယ်ကိုပြုံးနေတယ် မျက်နှာရဲ့အရာကသွေးရောင်လေးနွမ်းပြီးတန်းမာနေတဲ့ပြည်စုံနေတဲ့ပုံစံမိမိရှိမှရှိနေတယ်။ဒါကမျက်လုံးလေးမိပြီးပုံဖော်ခြင်းဖြစ်ပါတယ်။တကယ်လို့ကိုကပုံဖော်ဖို့အတွက်ခက်ခဲတယ်ဆိုရင်အစာပိုင်းမှာကိုယ့်ရဲ့ရှိမှကိုလုံးပေါ်မှန်တော်လည်းကောင်းမျက်နှာတစ်ဖက်မိမိရဲ့မျက်နှာတစ်ခုလုံးပေါ်စီတဲ့မှန်လေးတော်လည်းကောင်းထားပေးနိုင်ပါတယ်။ပြီးရင်အဲ့ဒီမှန်လေးကိုကြည့်မယ်။မှန်လေးတဲကို ပြုံးပြီးတော့ကြည့်လိုက်ပါ။ ဒီပြုံးလေးကပြည့်ပြည့်စုံပြီးခြေနဲ့ဆရာကောင်းလို့ခြေနဲ့လုံးနေလို့ရောက်ရှိနေတဲ့အခြေအနေလေးကို ကောင်းမွန်စွာ ခံစားနေရလို့ပြုံးရှင်နေတဲ့ကိုယ့်ရဲ့မျက်နှာသားလေးမျိုး ဖြစ်ဖို့လိုပါတယ်။အဲ့လိုပြုံးပြီးကိုယ့်ကိုယ်ကိုမြေတားပူကြမယ်။အစာပိုင်းမှာတော့မှန်လေးကြည့်ဖို့လိုလိမ့်မယ်။တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ပုံရိပ်နှွားလေးပြုံးပျော်ရွှင်မှုနေတဲ့ကိုယ့်ရဲ့ပုံရိပ်နှွားလေးမျက်လုံးထဲမှာပုံပေါ်လာတာမျိုးဖြစ်လိမ့်မယ်။ဒီအခါမှာ မျက်လုံးမိတ်ပြီးနောက်ပိုင်းအခောက်ရည်ဒီမှာမိမိကိုမိမိမြေတားပို့နိုင်ပါတယ်။ကဲကုကုကုစပြီးမြေတားပို့ကြမယ်။ကိုယ့်ရဲ့မျက်နှာလေးကပြုံးနေဘူးဆိုရင်ကျမကတော့အပြင်ကရုပ်ခန္ဓာကိုပါ ပြုံးမှအာယုန်ထဲမှာပြုံးနေတဲ့မျက်နှာလေးပေါ်ပါတယ်။ဒါကြောင့်ကျမမျက်နှာလေးပြုံးပြီးတော့ကိုယ့်ရဲ့ခြေလင်းတောက်ပပြီးလပချိန်နဲ့ဆရာကောင်းပြီးပြုံးပျော်ရွှင်မြူနေတဲ့မျက်နှာလေးဖြစ်ပုံဖော်လိုက်ကြမယ်။ ြီးရင်ဂျမကမေတ္တာပို့ပေးမယ်မိတ်ဆွေကလည်းခြင်းထဲကနေအဲ့ဒီမေတ္တာပို့တဲ့အတိုင်းပဲကိုကိုကိုတိုက်လိုက်လဲလဲမေတ္တာပို့လိုက်ရအောင်ပို့ကိုကိုမေတ္တာပွားတဲ့အခါမှာ၃ချိန်တည်းပြီးမေတ္တာပွားကြပါမယ်တကယ်တမ်းမှာတော့အရေးအတွက်အတိအကျမရှိပါဘူးရှင်ထဲကနေအေးချမ်းသည့်အထိမျက်နာနှာခမ်းတွေကအစာပြုံးသွားတဲ့အထိအချိန်ချင်းအထက်ထက်မေတ္တာပွားနိုင်ပါရဲ့ရှင်ငယ်စားတယ်ပါမယ် ပြောရှင်နေတဲ့မျက်နှာလေးပုံဖော်ပါမယ်။ဓာတိဒိယခတ်တိပြင်းနေပါစီ။ဒေါသခတ်တိပြင်းနေပါစီ။စိရဲ့ခတ်တိပြင်းနေပါစီ။နှလုံးစိဝံပြင်းချမ်းပါစီ။ကောင်းကျိုးလူအင်ဆန္ဒတွေနဲ့ပြေဝပါစီ။ဓာတိဒိယခတ်တိပြင်းနေပါစီ။သောတာခတ်တဲ့ပြင်းနေပါစီ စည်ရင်ခတ်သိပြင်းပြပါစေနှလုံးစိဝံရေးချမ်းပါစေကောင်းကျိုးလူအင်းဆန္ဒရည်နဲ့ပြီးဝါပါစေငါသည်ရေးရခတ်သိပြင်းပြပါစေဒေါသခတ်သိပြင်းပြပါစေစည်ရင်ခတ်သိပြင်းပြပါစေနှလုံးစိဝံရေးချမ်းပါစေ ကောင်းကျိုးလိုအင်စန္ဒာတွေနဲ့ပြီးွားပါစေဒီလိုမေတ္တာပို့တဲ့အခါမေတ္တာတက်တီဂိမ်းအောင်လေလီစက်သိမ်းဖြန်းဖြန်းထားပြီးရင်ထဲမှာချိန်နူးပီတိစိတ်ခံစားရလေလေပါပဲအခုဆိုရင်ကျမတို့မေတ္တာလဲခံယူပြီးပြီကိုကိုကိုလည်းမေတ္တာပွားပြီးပြီကျမတို့မှာမေတ္တာတက်တီပြည့်လျက်နေပါပြီကျမတို့မှာပြည့်စုံပြီးဆိုမှဘေးပတ်ဝန်းကျင်ကိုဖြန့်ကျက်ပြီးတော့မေတ္တာပွားကြပါမယ် အရင်ဆုံးကျမတို့ရှေးဦးစွာပွားတဲ့သူ၃ဦးရှိပါတယ်ပထမတစ်ခုကတော့ကျမတို့ကိုချစ်ခင်ကြတဲ့တန်လျာဆကနေဦးချိန်တိချစ်ခင်ကြတဲ့ပုဂ္ဂိုလ်လေးကိုမေတ္တာပွားပါမယ်ပုဂ္ဂိုလ်ဆိုတာ၂ဦးရှိပါတယ်တဦးကမြင်ရတဲ့တတ္တဝါတွေဖြစ်ပါတယ်တဦးကတော့တာမန်လူမျက်စိနဲ့မမြင်နိုင်တဲ့မမြင်အပ်မမြင်အပ်နေရာများစွာသောတတ္တဝါတွေဖြစ်ပါတယ်အဲ့တော့ပုဂ္ဂိုလ်ချစ်ခင်ကြတဲ့ ပံ့ပိုးကြတဲ့မြင်အမမြင်အနေရများစွာတတ်တော်တွေကိုကိုယ့်ရဲ့ရှိမှအလုံးစုံသောအဲ့ဒီပုံကိုအလုံးရောက်နေပြီလို့ရင်ထဲမှာခံစားပြီးတော့မိမိရှိကအဲ့ဒီပုံကိုလေးစီကိုနှလုံးသားကနေတဆင့်ချီလင်တောက်ပနေတဲ့အလင်းနှမ်းနေနဲ့လိုက်လိုက်လဲလဲချစ်ခင်စွာသူတို့အတွက်ကောင်းပါစီဆိုတဲ့စေတနာနဲ့မြတ်တာပွားမှဖြစ်ပါရင်စိတ်ကလေးကို ရှိမှရှိနေတဲ့ ပုဂ္ဂိုလ်ချစ်ခင်ကြတဲ့ပုဂ္ဂိုလ်တွေရှိနေတယ်လို့အာရုံပြုပြီးသူတို့စီကိုစိတ်အယပို့ထားပေးလိုက်ပါဒီလိုနည်းနဲ့ပွားမှာဖြစ်ပါတယ်နောက်ပြီးရင်တော့ပုဂ္ဂိုလ်မချစ်မမုန်းအလဲအလဲဆင်းရှိကြတဲ့နေအမမြင်အနေအများစွာတွေစီကိုသူတို့ကိုယ့်ရှိမှရောက်နေပြီလို့သဘောထားပြီးမေတ္တာစိတ်ကလေးသူတို့စီကိုဥတည်ပြီးတော့နှလုံးသားကနေသင့်ပို့လှုပ်ပါမယ်နောက်ဆုံးတစ်ခုကတော့မိမိကိုမုန်းလိကြတဲ့မြင်အမမြင်အတ္တီကို ရှေ့မှာရောက်နေပြီလို့သဘောထားပြီးတော့မေတ္တာစိတ်ကလေးနှလုံးသားကနေစဉ်သူတို့စီကိုအရောက်ပို့ပြီးပွားပါမယ်။ဒါပြီးရင်တော့အယက်ဆယ်မျက်နှာမေတ္တာပွားတာနဲ့မေတ္တာပို့ပါမယ်။အယက်ဆယ်မျက်နှာမှာအရှိကနေပြီးလက်ဝဲရစ်ပတ်ပြီးတော့သွားမယ်။နိုင်လက်တဲ့ကြောင်းမြန်လှဲ့တဲ့ပုံစံမျိုး။အာဟုတ်တယ်။နိုင်လက်တဲ့ကြောင်းမြန်လှဲ့တဲ့ပုံစံမျိုးနဲ့ပတ်သွားပါမယ်။ကျေးစားပါမယ်။ကိုယ့်ရဲ့ရှိမှာ မှုကိုချစ်ခင်ကြတဲ့သူတွေရောက်နေပြီလို့အာယုံပြုလိုက်ပါ။နန္ဒရာဒေသမှာယခုချိန်ထိကျွန်ုပ်အပေါ်မှာဖြစ်ခင်ကြတော့ဉာဏ်အမမြင်အနေရများစွာတတ်တော်အာလုံးဘေးရန်ခတ်သိင်းကင်းနေကြပါစေဒေါသခတ်သိင်းကင်းနေကြပါစေစိရဲခတ်သိင်းကင်းနေကြပါစေနှလုံးစိမ်းဝမ်းပေးချမ်းကြပါစေ ကောင်းချူလိုအင်ဆန္ဒတွေနဲ့ပြေဝါချမှုစဉ်ကိုယ့်ရဲ့ရှိမှာကိုယ့်ကိုမချင်မမုန်းအလဲအလန့်ဆင်းရှိတဲ့ပုံကိုယ်တွေအားလုံးရောက်ရှိနေတယ်ယူအာယုံပြုပြီးမေတ္တာပွားကြရအောင်တန်တရာအစမှယခုချိန်ထိအကျွန်ုပ်အပေါ်တွင်မချင်မမုန်းအလဲအလန့်ဆင်းရှိကြကုန်သောမြင်အပ်မမြင်အပ်နေရများစွာတတ်တော်အားလုံး ဘေးရန်ထက်တဲ့ပြင်းနေကြပါစေဒေါသခတ်တဲ့ပြင်းနေကြပါစေနှလုံးစေဝံပြည့်ချမ်းကြပါစေကောင်းကျိုးလူအင်ဆန္ဒတွေနဲ့ပြည့်ဝကြပါစေကျမတို့ရှိမှကျမတို့ကိုမုန်းပြီးကြတဲ့ကျမတို့ကိုရံပြူကြတဲ့ကျမတို့ကလည်းရန်သူအနေနဲ့တတ်မှတ်နေမိတဲ့မြင်အပ်မမြင်အပ်နှစ်ရက်များစွာတတ္တဝါတွေရောက်နေပြီလို့အာယုန်ထဲမှာ ြုထားလိုက်ပါပြီးရင်မေတ္တာပွားကြပါမယ်တန်တရားအစမှယခုချိန်ထိကျွန်ုပ်ပေါ်တွင်မုံလေးကြတော့ဉာဏ်အမမြင်အနှရဲ့များစွာတတ္တဝါအလုံးလေးရခတ်သိကင်းနေကြပါစေဒေါသခတ်သိကင်းနေကြပါစေစိရဲ့ခတ်သိကင်းနေကြပါစေနှလုံးစေဝံအေးချမ်းကြပါစေကောင်းကျိုးလူအင်ဆန္ဒတွေနဲ့ ပြီးွားကြပါစေအခုမြစ်တာပွားလိုက်တဲ့ပုဂ္ဂိုလ်၃မျိုးစလုံးကိုကျမတို့ကတစ်ချိန်တည်းမဟုတ်ဘဲနဲ့အချိန်ချင်းအထက်ထက်ခြေနဲ့ဒီအထိမြစ်တာပို့လို့မြစ်တာပွားလို့ရှားပါမယ်ဒီထဲမှာတော့တစ်ချိန်မဲကျမမြစ်တာပွားပြထားပါတယ်ပြီးရင်တော့ကျမတို့ရဲ့ရှေ့တဲ့တဲ့အရက်ကိုအရှိအရက်လို့သတ်မှတ်ပါမယ်အရှိကနေဒီကိုဆက်ဝိုင်းပုံစံနိုင်လက်တဲ့ပြောင်းမြန်နဲ့တလို့အာယုံထဲမှာအစင်းစင်း အာယုံပြုပြီးတော့အရှိကနေအရှိတောင်အရှိတောင်ကနေတောင်ရဲ့မိမိရဲ့လက်ရပဲပြီးရင်တော့အနောက်တောင်အနောက်တောင်ကနေမိမိရဲ့ခန္ဓာကိုအနောက်တဲတယ်ပြီးရင်တော့ကိုယ့်ရဲ့အနောက်မြောက်ရဲ့ပြီးရင်မြောက်ရဲ့ပြီးရင်အရှိမြောက်အဲ့ဒီလိုမျိုးအရက်မျက်နှာတွေပတ်ပြီးတော့သွားပါမယ်နော်အာယုံထဲမှာအဲ့ဒီရက်မျက်နှာလေးတွေကိုစိတ်ကူးတွေကနေပုံဖော်ပြီးတော့မြင့်တာပွားလိုက်ကြရအောင်စတော့မယ်နော် အရှိအယံမျက်နာ၌ရှိကြကုန်သောမြင်အပ်မမြင်အပ်နှစ်ရများစွာတတ်တော်အားလုံးဘေးရန်ခတ်သိင်ပြင်းရင်ကြပါစေဒေါသခတ်သိင်ပြင်းရင်ကြပါစေစိရခတ်သိင်ပြင်းရင်ကြပါစေနှလုံးစိတ်ဝဲဤချမ်းကြပါစေကောင်းချုံလူအင်းဆန္ဒရိနေပြေဝကြပါစေအရှိတောင်တောင်ဉာဏ်မျက်နာ၌ရှိကြကုန်သော မြင်အပ်မမြင်အပ်နေရများစွာတတ်တော်အားလုံးဘေးအန္တသိပြင်းနေကြပါစေသောဒခတ်သိပြင်းနေကြပါစေစိရခတ်သိပြင်းနေကြပါစေနှလုံးစိတ်နဲ့ပြီးချမ်းကြပါစေကောင်းကျိုးလူအင်းဆန္ဒတွေနဲ့ပြည့်ဝကြပါစေတောင်ရနိုင်ရှိကြကုန်သော မြင်အပ်မမြင်အပ်နေရများစွာတတ်တော်အားလုံးသိရထသိပြင်းပြကြပါစေ။ဒေါသထသိပြင်းပြကြပါစေ။စိရထသိပြင်းပြကြပါစေ။နှလုံးစိတ်နဲ့အေးချမ်းကြပါစေ။ကောင်းကျိုးလိုအင်ဆန္ဒတွေနဲ့ပြည့်ဝကြပါစေ။အနောက်တောင်တောင်အယနာရှိကြကုန်သော မြင်အပ်မမြင်အပ်နေရများစွာတတ်တော်အားလုံးဘေးရန်ခတ်သိမ်းကင်းကျင်းကြပါစေဒေါသခတ်သိမ်းကင်းကျင်းကြပါစေစိတ်ခတ်သိမ်းကင်းကျင်းကြပါစေနှလုံးစိတ်ဝမ်းပြည့်ချမ်းကြပါစေကောင်းကျိုးလိုအင်ဆန္ဒတွေနဲ့ပြည့်ဝကြပါစေအနောက်ရ၌ရှိကြကုန်သောမြင်အပ်မမြင်အပ်နေရများစွာတတ်တော်အားလုံး ဘေးရန်ခတ်သိပြင်းပြင်းကြပါစေဒေါသခတ်သိပြင်းပြင်းကြပါစေစိရဲ့ခတ်သိပြင်းပြင်းကြပါစေနှလုံးစိတ်ဝင်ရည်ချမ်းကြပါစေကောင်းကျိုးလို့ဉာဏ်ဆန္ဒပြီးဝကြပါစေအနောက်မြောက်တောင်ဘရဲ့မျက်နှာ၌ရှိကြကုန်သောမြေအမမြေအနှည့်ရများစွာတတ်တော်အားမှ vì cả thế kỳ nhân cha mẫu sĩ cho ta cả thế kỳ nhân cha mẫu sĩ xin ye cả thế kỳ nhân cha mẫu sĩ nà lâu sĩ mẫn y chân cha chú lưu yên sa na rì nè đi mà cha mẫu sĩ Nhạc yên nhận đàn mái, sư đó. Nhi em và nhi em, em nhá dọa tất hòa á lớn. Vì em khả tế, kinh nhìn cha ဒေါသခတ်တဲ့ပြင်းရင်ကြပါစေစိရခတ်တဲ့ပြင်းရင်ကြပါစေနှလုံးစိမ်ဝင်အင်းတန်ကြပါစေအောင်ကျုံလိုအင်းဆန္ဒလူနေမိဝါကြပါစေအရှိမြောက်ထောက်အယမျက်နာ၌ချေကြကုန်မြင်အမမြင်အနေရများစွာသတ္တဝါအားလုံးဒီရခတ်တဲ့ပြင်းရင်ကြပါစေသောတာခတ်တဲ့ပြင်းရင်ကြပါ နှလုံးစိတ်လည်းဤချမ်းကြပါစေ။ကောင်းကျိုးလို့ဤဆန္ဒရင်းနဲ့ပြည့်ဝကြပါစေ။အာရုံမြန်လာ၌ရှိကြကုန်သောအထက်ဝင်းချင်းအနန္တဆက်ကြောင်းသာအပေဘုံသာ အနန္တတ္တဝါအလုံးဘေးရန်ခတ်သိင်းပြင်းပြကြပါစေ။သောတာခတ်သိင်းပြင်းပြကြပါစေ။နှလုံးစိတ်ဝင်အေးချမ်းကြပါစေ။ ောင်းကျူးလူအင်ဆန္ဒတွေကိုပြေဝကြပါစေအထက်အရမျက်နှာ၌ရှိကြကုန်သောယေအမအထက်ဝန်းကျင်အနန္တစကြဝဠာအနန္တနတ်ပြမာတို့မြေရခတ်သိပြင်းငိမ့်ကြပါစေဒောဒခတ်သိပြင်းငိမ့်ကြပါစေစေရခတ်သိပြင်းငိမ့်ကြပါစေနှလုံးစိမ်ဝဲဤချင်းကြပါစေ ကောင်းချီးလိုအင်ဆန္ဒနဲ့ပြဝကြပါစေ။ဟုတ်ကဲ့အခုဆိုရင်ကျမတို့အရက်ဆင်မျက်နာမေတ္တာပို့နေလေးနဲ့မေတ္တာပွားပြီးဖြစ်ပါတယ်။တကယ်တမ်းမှာတော့ကျမကအတန်ထွက်ပြီးမေတ္တာပို့ပေးတာဖြစ်ပါတယ်။ကျမအတန်ထွက်တယ်လို့လိုက်ပြီးတော့အတန်ထွက်စရာမလိုပါဘူး။ရှင်내ကနှလုံးသားထဲကနေလှိုက်လဲတဲ့စေတနာနဲ့ကျမရွတ်ဆိုသွားတဲ့မေတ္တာပွားနည်းလေးကိုစိတ်ထဲကနေ ျမ်းမာချမ်းသာစီလူတဲ့ဆန္ဒအရင်ခံပြီးတော့ဝါများဖို့ဖြစ်ပါလိမ့်။မေတ္တာပွားခြင်းဟာအတန်တိတ်ပွားများရခြင်းဖြစ်ပါလိမ့်။သိစိတ်တဲ့အတန်ဟာစัจ java လာ အနန္နစီကိုပြည့်နှံ့ရောက်ရှိလောက်အောင် အားကောင်းလာပါနည်းကျမဒီနေ့သွားတာကမေတ္တာပို့နည်းမဟုတ်ပါဘူးအတန်မထွက်ပါဘူးရင်ထဲကနေပွားမှာဖြစ်ပါတယ်လိုက်ပြီးတော့ရင်ထဲကနေပွားလို့ရအောင်နမူနာအနေနဲ့ guided meditation လေးပြပေးသွားတာဖြစ်ပါတယ် မြစ်တာပွားတဲ့အခါအရက်ဆင်မျက်နာမှာမဟုတ်ပါဘူး30တဘုံမြစ်တာပွားနေနဲ့ပွားလို့ကမွားနိုင်တယ်ရှစ်နှစ်ရှစ်နှစ်သားသမီးတွေကိုတူဦးချင်းစီမြစ်တာပွားသွားလို့လည်းရပါတယ်ပြီးရင်တော့အခြေရှိသောတတဝါအခြေတချောင်းရှိသောတတဝါအခြေနှစ်ချောင်းရှိသောတတဝါအခြေများစွာရှိသောတတဝါအခြေမရှိသောတတဝါအစသဖြင့်မြစ်တာတုတ်ထဲမှာပါတဲ့မြစ်တာပွားနေနဲ့မြစ်တာပွားလို့လည်းရပါတယ်ပြီးရင်တော့မိမိရောက်ရှိနေတဲ့အိမ် အခန်းအခန်းကနေအိအိမ်ကနေအဆောင်အဆောင်ကနေဝင်းဝင်းကနေလမ်းလမ်းကနေရက်ွက်မြို့နယ်ချေးရွာတိုင်းပြည်နယ်ပြီးတော့မှနိုင်ငံအဆင့်ဆင့်အဲ့လိုမျိုးအနန္တဆက်ကြဝလာအထိပွားများသွားမယ်ဆိုရင်လည်းပွားများလို့ရပါတယ်ဒီလိုမြစ်တာတွေပွားရင်းနေရှင်ထဲကနေအလင်းနှံတွေထွက်လာတာမျိုးအလင်းနှံတွေကပြတ်နှံသွားတာမျိုးဒီပေါ်မှာအဆင့်ဆင့် မေတ္တာတတ်သည်ပွားများရာကနေဇံအဆင့်အထိရောက်သွားပြီးတော့အဘိညာဉ်တကိုးတွေနဲ့ပြည့်စုံသွားတဲ့အဆင့်အထိပွားများနိုင်ပါလေပွားများလို့ရပါမယ်။ Okay ဂျေဇုတမန်ရှင်။ညလုံးလေးတွေဖွင့်လို့ရပါပြီ။